အခုတင်ဆက်ပေးမယ့်သတင်းကတော့ပရီးမီးယားလိဂ်ကလပ်များကိုသာဒီပရန်ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန်စီးတီးတင်ကနေထွက်ခွာတော့မယ်ကွင်းလန်သတ္တမဒီပရိုင်းဟာတရင်တွေထပ်ပေါ်နေတယ်လို့ဆော်ရီလိကလက်တခုကိုပြောရှိမှာမဟုတ်ပဲပရီးမီးယားလိကလက်တခုကိုဒါပြောင်းရွှေ့ဖို့အတွက်ကြိုးပမ်းနေတယ်လို့သိရပါတယ် အသက်30တောင်းနေရရှိဖြစ်တဲ့ဒီ brand ကို Man City အသင်းကစတဲ့တဲ့နှထမတို့ဖို့အတွက်ဆုံးဖြတ်ခဲ့တာဖြစ်ပြီးဒီ brand ဘက်ကပုံမှန်ပွဲထွက်ခွင့်ရတာမရတာပြဿနာမရှိတဲ့အပြင်တပတ်လောက်ခလာစာပေါင်နဲ့သိန်းထိလျှော့အောင်လေလောကလန်ခဲ့တဲ့ကြာက Man City အသင်းကစတဲ့တဲ့နှထမတို့ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီဘန်ခေါ်ယူဖို့အတွက်ဆော်ဒီကလပ်တွေနဲ့အမေရိကန်မေဂျာလိဂ်ကလပ်တွေကလောက်ခလာစာများများပေးပြီးတော့ခေါ်ယူဖို့အတွက်ကြိုးပမ်းနေပေမဲ့ဒီဘရိုင်ဟာမိသားစုကအင်္ဂလန်မှာပဲဆက်နေနေတာကြောင့်ပရီးမီးယားလိဂ်ကလပ်တစ်ခုခုကိုပြောင်းရွှေ့ဖို့အတွက်ဆုံးဖြတ်လိုက်တာပါ ီဘရန်ခေါ်ယူဖို့အတွက်မြို့ခံပြိုင်ပွဲအမှန်ယူပါဝင်ဖီလာစပါသင်းတွေက ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေရလို့လည်းသိရပါဗျ။ဒီတင်းကိုတော့ညင်းကြောင်မှာပြပို့လာပါဗျ။